ကျမ်းမာလှပတဲ့ဆန်သားကိုပိုင်ဆိုင်ထားတာကတော့အလှတိုးစေတဲ့အချက်တစ်ခုပါပဲ။ဒီတော့ဆန်သားလှပစေဖို့အတွက်ဆယ်ကျော်သက်တယောက်အနေနဲ့ဘယ်လိုမျိုးကြိုးစားရမလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာပြပြပြထားပါရရှင်။ ထမအဆုံးတစ်ခုကတော့ခေါင်းလျှော်တာပါ။ခေါင်းလျှော်တာကစံသားထိမ့်သိမ့်မှုရဲ့အခြေခံအကျဆုံးအဆင့်တစ်ခုပါ။ဒီလိုဆိုတာနဲ့ခဏခဏခေါင်းလျှော်နေဖို့တော့မလိုပါဘူး။ခေါင်းမလျှော်တာကစံသားကိုထိခိုက်စေတယ်လို့ခဏခဏခေါင်းလျှော်တာကလည်းစံသားကိုပျက်စီးစေနိုင်ပါတယ်။ဒါကြောင့်စံသားအမျိုးအစားကိုလိုက်ပြီးတော့ဓာတ်ဘက်ကိုနှစ်ကျိန်ဒါမှမဟုတ်နှစ်ရက်ချာတစ်ကျိန်လောက်လျှော်ပေးဖို့လိုပါတယ်။အကစားလုပ်တဲ့သူဆိုလို့ရှိရင်တော့အကစားလုပ်ပြီးတိုင်းခေါင်းလျှော်ပေးဖို့လိုပါမယ်နော်ခေါင်းလျှော်တဲ့ခါတိုင်းမှာလည်းခေါင်းလျှော်ရည်တွေကိုပြောင်းစရာ ောင်စစ်ကြောပြီးဖို့မမေ့ပါနဲ့နော်နောက်ထပ်တစ်ချက်ကတော့ကိုနီရှင်နာ၃ပါခေါင်းလျှော်တာကစံသားကျမ်းမာစေဖို့အတွက်လှုပ်ဆောင်ရမယ့်ပထမအဆင့်ဆိုရင်ကိုနီရှင်နာ၃တာကစံသားကျမ်းမာစေဖို့လိုက်နာရမယ့်ဒုတိယအဆင့်ပါ ဇပင်ကိုကုနီရှင်နာတုံးမှဇပင်က6သွေးပွားရောင်တာပျက်စီးတာမျိုးတွေမရှိစေမှာပါ။ဒါကြောင့်ဇပင်ကိုခေါင်းလျှော်ပြီးတိုင်းကုနီရှင်နာတုံးပေးပါနော်။နောက်တစ်ချက်ကတော့အပူချိန်ပြင်းပြင်းရှောင်ပါ။ဟုတ်ရောပြီးတဲ့အခါတိုင်းမှာသပင်ကိုတပတ်နဲ့ခပ်ပေါက်ပါလေးတုပ်ပေးပါပြီးရင်တော့လေအေးအေးလေးနဲ့အချောက်ခံမှာဒရိုင်ယာကိုအပူချိန်မြင့်မြင့်သုံးပြီးတော့အချောက်ခံတာမျိုးတွေမလုပ်ပါနဲ့ဒီလိုလုပ်တာကအဆန်သားကိုပျက်စီးစေနိုင်လို့ပါနောက်ထပ်တစ်ချက်ကတော့သပင်ကိုကြမ်းကြမ်းတမ်းမတုပ်ပါနဲ့နော်ခေါင်းလျှော်ပြီးလို့သပင်တု ောက်တဲ့အခါမှာခက်ဖော့ဖလေးပဲတုတ်ပေးပါ။ကြံ့ကြံ့တန်းဖိပုတ်တာမျိုးတွေမလုပ်ပါနဲ့။ဒီလိုလုပ်တာကအဆန်သားကိုထိခိုက်စေနိုင်ပါတယ်။နောက်တစ်ခုကတော့အစီလိမ်းမှာသပင်ကိုလိုအပ်တဲ့အာဟာရတွေဖြည့်နိုင်ဖို့တန်လွင်စီ၊အုံစီဓာတ်တွေကိုတစ်ပတ်တစ်ချိန်တော့ပုံမှန်လိမ်းပေးပါ။ခက်ပပလေးလိမ်းလို့ရတယ်လို့ခေါင်းလျှော်ခင်မှာဥိပြားအထိရအောင်လိမ်းပေးပြီးတော့နာယီဝက်လောက်ထားပြီးမှခေါင်းလျှော်ချလိုက်လို့လည်းရပါတယ်။ဆန်သားကိုကျန်းမာစေပြီးတော့လိုအပ်တဲ့အာဟာရတွေကိုဖြည့်ပေးမှာပါနော်။နောက်တစ်ချက်ကတော့အာဟာရပြည့်ဝအောင်စ ားပါခန္ဓာကိုယ်ကျန်းမာဖို့အတွက်အာဟာရပြည့်ဝဖို့လိုတယ်လို့ဆန္ဒကျန်းမာစေဖို့အတွက်လည်းအာဟာရပြည့်ဝဖို့လိုပါမယ်ဒါကြောင့်ကျန်းမာတန်ဆွမ်းနဲ့ဆန္ဒကိုပိုင်ဆိုင်စေဖို့အတွက်ဆိုရင်တော့အာဟာရပြည့်ဝမြတ်တအောင်စားပေးပါနော်နောက်ဆုံးချက်တစ်ခုကတော့ဘောက်ပြက်တနာသတိပြုပါနော်ဘောက်ကစကြောသက်တိုင်းလိုလိုခန်းစားရတဲ့ဆန္ဒပြက်တနာပါဒီတော့ကောင်းလျှော်တဲ့အခါမှာတင့်တော်တဲ့ကောင်းလျှော်ရည်ကိုရွေးချယ်တာ ဥယျာဉ်ပြောင်းကိုနှိမ့်နေတာမျိုးတွေစီလိန်နာမျိုးတွေကိုလှုပ်ပါဘောက်ပြဒနာကိုကာကွယ်ပါနော်အရန်ပြည့်ထမ်းမယ်ဆိုရင်တော့အဆရာဝန်းနဲ့ပြသဖို့လိုပါလိမ့်မယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်